ားလုံးဝမင်္ဂလာပါရေဝရှမ်းလီမှာပြန်လဲကျေစုလိုက်ပါတယ်ဒီနေ့ဂျွန်လ26ရက်နေ့ဒီနေ့မှာကျွန်တော်မိဘတွေကိုတင်ပြပေးမှာကဒုတိယလှိုင်းဒုတိယစစ်စင်ရေးစတောင်းမြို့ဝန်အတွင်းထဲကကျော်ကျော်ကြီးမြို့နယ်အနီးမှာဂျမ်ဖတ်စစ်ခွေးတက်စခန်းတွေကိုကျွန်တော်တို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြန်ပါပြီမနေ့ကပဲကိုဒီနေ့ကြောက်ကြီးဟုတ်ပြီ ဒီနေ့တိုက်ခိုက်မှုကတော့ပို့ပြီးတော့အမ်ချုံမိပါတယ်ဆိုတော့အကျော်အကျန်းဖက်စစ်ခွေးတက်ငစနုကောင်းနေ22ကောင်အရှင်ဖမ်းမိထားပြီးတော့ဒါဆဲဥထက်မနေတုတ်တင်ရှင်းလင်းနိုင်ခဲ့တဲ့အခြေအနေနဲ့လက်နက်ခဲယမ်းများပြားကိုသိမ်းဆီးရမိနိုင်ခဲ့တဲ့အကြောင်းကိုကြားမိပါတယ်တင်ပြပေးပါမယ်နောက်ထပ်အသင်းကတော့ကျွန်တော်လက်ရှိ TNL ထိချုပ်ထားတဲ့နေမြေမှာအကျန်းဖက်စစ်ခွေးတက်အင်အား အလုံးအရင်နဲ့ပြန်လည်ပြီးတော့ထိုးစစ်ဆင်နေတယ်ဆိုတော့ဒီထိုးစစ်ဆင်နေတဲ့အင်အား6000ဝန်းကျင်လောက်အထိရှိနေပြီးတော့ကျွန်တော်တို့ဒါဝီဟင်ကလက်နက်ကြီးတွေပြီးတော့ဒရုန်းတွေနဲ့အစမတန်ဘုံကျဲတိုက်ခိုက်ပြီးတော့ရှေ့ကိုတိုးလာတယ်ဆိုတဲ့အကြောင်းတွေကိုတင်ပြပေးပါမယ်နောက်တစ်ခုရှိပါသေးတယ်အဲ့ဒါကတော့ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့က ရှင်းသရှိမျိုးဆက်ငင်းချမ်းရင်းနဲ့ပွင်လင်းလူဖွဲ့အစည်းတာဝန်ခံဒေါ်ကြီးဆွေနဲ့သခိုင်းတိုင်းရွှေဘုံမျိုးကရေးပါလာတဲ့ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်ပကဖ6ဦးကိုတောင်းအမျိုးသားလူမျိုးရေးတပ်မတော် TNLA ကနမ်တူမျိုးမှာဇွန်လ18ရက်နေ့ကဖမ်းဆီးထိန်းသိမ်းလိုက်တယ်ဆိုတဲ့အကြောင်းဘာကြောင့်ဖမ်းတာလဲဆိုတဲ့အကြောင်းတွေကိုကျွန်တော်မိဘတွေကိုတင်ပြပေးပါမယ်။ The Trail View ကိုအဆုံးထိဝင်ကြည့်ရှုဖို့ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုလေဆာဖိတ်ခေါ်လိုက်ပါတယ်။ မနေ့ကပကိုးဘဝချကကောင်နေရနေတိုင်းမွေးငါချက်ကလာလဲအစင်ပြေကြရလားမသိဘူးစိတ်ပူမိပါတယ်ပုတ်ဖက်လဲအာမှားလို့ရရလားပြီးတော့ငပြောပင်ရှာလို့ရရလားဆိုတော့သူ့အိမ်လဲမွေးငါခေါ်သွားစားအငါအိမ်ကြတော့လဲမွေးငါဟိုမွေးငါဆိုတော့သူရဲ့မွေးငါစားနေရတာယိုးနေပြီထင်ပါတယ်ဒီကိစ္စမှာတော့ကြောက်ကြီးဟုတ်ပြီ စတောင်းမြို့ဝန်စစ်စင်ရေးဖြစ်ကြောက်ကြီးမြို့နယ်အတွင်းမှာကျွန်တော်ဖက်စစ်ခွေးတက်စခန်းတွေကိုအချိန်နဲ့တပြန်နဲ့ထပ်မံပြီးတော့တိုက်ခိုက်သိမ်းပိုက်လိုက်ပြန်ပြီဆိုတော့ဒီကနေ့ကျွန်တော်ရဲ့ဗီဒီယိုဘက်ကောင်းမှာတင်ထားတာဒါ Man U fan တွေလည်းကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေမှထင်တယ်ဗျပြီးတော့ PSD fan တွေလည်းပါမယ် Chelsea fan တွေလည်းပါမယ်ဆိုတော့ Saiga fan တွေကိုတော့ဒါဒီကောင်းကြီးဂုံးသိကညှိုးနှောင်းလောက်တာတော့တေချာသွားပြီလက်ရှိကျွန်တော်တို့ပြည်ထောင်စုတပ်ဖွဲ့ဝင်တွေစီမှာအဖမ်းခံထားရတဲ့အဲ့ဒီအမွေးဖြူနေတဲ့ ကောင်းတွေအသက်ကလည်းတော်တော်ကြီးနေပြီပင်စင်လည်းမရဘူးဆိုတော့အသေးထွက်ရဲ့အခုလိုမျိုးပေါ့နော်စစ်တုံမန်းအဖြစ်လူဂုံတိတ်ခါမဲ့စွာစစ်သားဂုံတိတ်ခါမဲ့စွာ ਨੇ ကျွန်တော်တို့ပြည်သူရှိမှဒူးထောက်အညံ့ခံဖမ်းခံပြီးတော့အဲ့ဒီထွက်ရလမ်းရဲ့လမ်းကနှစ်လမ်းပဲရှိတယ်ဆိုတော့ဒါပေမဲ့ထူးခြားတာကဒီကနေ့ကျွန်တော်တို့ဒါဖန်စီရမိတဲ့သူတွေကိုလိလသုံးသက်ကြည့်တဲ့အချိန်မှာအမွှေးဖြူပြီးတော့အသက်ကြီးနေတဲ့ကောင်တွေလည်းပါတယ် ပြီးတော့ main jersey ဝတ်ထားတဲ့ကောင်တွေလည်းပါတယ် PSG jersey ဝတ်ထားတဲ့ကောင်တွေလည်းပါတယ် Chelsea jersey လည်းပါတယ် Liverpool jersey လည်းပါတယ်ဆိုတော့ဒီကောင်တွေဟာဒါငစနူမအလားဘက်ကမဟုတ်ဖဲနဲ့ဘလုံးအသိပြိုင်ဖို့ဒါမှမဟုတ်ဘလုံးအသိဝင်ကန်ဖို့မြန်ဖွဲ့စည်းထားလားဆိုတော့ကျွန်တော်ကတန်လျာဖြစ်မိပါတယ်ဆိုတော့ပြီးခဲ့တဲ့ဒါ jersey တွေမှာကျွန်တော်တို့ဒါအာရှကအချစ်တော်ကျွန်တော်ရဲ့ဒါ Man U ပေါ့နော် ဒါအရှုံးပွဲတွေစတိုက်များပြီးတော့ချန်ပီယံလိလည်းမဝင်ပြီးတော့ပရီးမီးယားလိမှာလည်းပဲအခြေအနေမကောင်းတဲ့ရလဒ်တွေအများကြီးထွက်ပေါ်ခဲ့တယ်ဆိုတော့ထုံးတဲ့နိုင်မှာကျွန်တော်တို့မြန်မာနိုင်ငံအတွင်းထဲမှာရှိတဲ့ဘောလုံးတက်ဘောလုံးဝါနာရှင်တွေကမန်ယူကိုတခဲနဲ့အပိတ်ခဲ့တာပါဟုတ်ပြီမန်ယူကြဆုံးသွားတော့အခုလာမယ့်ရာသီမှာမန်ယူအသင်းနေမှာအသင်းနေရာမှာဒီကောင်လေးဝင်ပြိုင်ပြီးလာလို့ကျွန်တော်ကတန်လျာဖြစ်မိတာအာကာထွန်းချင်းကြဘောလုံးအသင်းအခု ။ဒီကောင်နေဘလုံးချာစီတွေဝတ်ထားပြီ။လာမယ့်ပရီးမီးယားလိကျွန်တော်ဘလုံးရာတီမှာအာကာတွန်ချင်းကြ FC အနေနဲ့ဝင်ရောက်ရှင်ပြိုင်ဖို့ဖွဲ့စည်းထားတယ်လို့တော့ကျွန်တော်ကတော့ထင်မြင်ယူဆမိပါတယ်။ကျွန်တော်မြို့ရရဲ့အမြင်ကိုလည်းကျွန်တော်ရဲ့ video comment မှာရေးပေးခဲ့ပါ။ဘာလို့ဖြစ်ဖြစ်ပါအခုကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ကျွန်တော်တက်ခတ်သိမ့်ပိုက်ခဲ့တဲ့ဒါဒုတိယရက်ဒုတိယစစ်စင်ကြီးကလည်းအောင်မြင်မှုတွေနဲ့ပဲဖြတ်တန်းခဲ့တာပါ အဲ့ဒီတိုက်ခိုက်မှုကိုပြည်သူ့ကော်မတီတပ်ဖွဲ့အမှတ်နှစ်စစ်စင်ရှင်းနေပြီဘကိုးတိုင်းစစ်ဒေသ viewer 25တရင်3032အထူးကွန်မန်ဒိုတရင် Spring Warrior Column အမျိုးသားလူမျိုးရေးတပ်မတော် KNL တရင်10တရင်9လို့ပူးပေါင်းပြီးတော့ထပ်မံတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာပါလက်နက်အမျိုးအစားအစုံလင်28လက်နဲ့ခရင်အများပြားပြီးတော့အခြားသောစစ်ဒီစတုံးပစ္စည်းအဆက်ဆက်ဒီအများကြီးကိုကျွန်တော်တို့တိုက်ခိုက်သိမ်းစီး မှန်ခဲ့ပါတယ်လက်ရှိအချိန်မှာကျွန်တော်တို့အာတရက်တောင်မချားဘဲနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေနောက်ထပ်စစ်စင်ရေးတစ်ခုကိုကျွန်တော်ရဲ့မိဘတွေကိုချပြခဲ့ပါပြီဟုတ်ပြီဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါတောင်ပိုင်းရဲ့စစ်စင်ရေးဒါတွေဆက်ဆက်နေတဲ့ပုံစံမျိုးတွေရှိပါတယ်လက်ရှိကျွန်တော်တို့ကင်းနေမြေမှာလည်းပဲအ ကျွန်တော်ထိုင်းမြန်မာနယ်စပ်စီတောက်လျှောက်မှာရှိတဲ့ကျွန်တော်အချာပတ်စစ်ခွေးတက်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နေတဲ့ဒါရွေချက်လေးတစ်ခုပေါ့နော်အဲ့ဒါအဲ့ဒါလေးကိုအနေနဲ့သင်ပြချင်ပါတယ်ဆိုတော့ဒီကနေ့မှာကျွန်တော်တို့ဒါထိုင်းမြန်မာနယ်စပ်မှာရှိတဲ့အချာပတ်စစ်ခွေးတက်စခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်နေရတဲ့ဒါစတိုက်ပေါ့ဗျာစတိုက်တိုက်ခိုက်နေရတဲ့နေရာမှာသူတို့လည်းဒါအချုပ်ပေါ့နော်အဲ့ဒါလိုအပ်ချက်လေးတွေရှိနေတယ်လို့လည်းကျွန်တော်တို့သတင်းတွေပြန်ပြီးတော့ကြားသိထားရတယ် ဆိုတော့ဒီနယ်စပ်စီးမှာရှိတဲ့စခန်းတွေကိုတက်ခိုက်သိမ့်ပိုက်တက်ဘာကြောင့်လဲဆိုတာမျိုးဟုတ်ပြီကျွန်တော်အနာသိမ့်ပြီးတဲ့နောက်ပိုင်းတွေမှာအထိုင်းနိုင်ငံအတွင်းတွေကိုတရားမဝင်ဘောเนาะဒါရွှေပြောင်းအလုပ်သမားတွေပြီးတော့လက်ရှိကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာစစ်မှုထမ်းဥပဒေကြောင့်ဒါတိမ့်ချောင်ကြတဲ့သူတွေအဲပြီးတော့အခြားသောသူတွေအများကြီးပေါ့ဗျာမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့လူငယ်လူရွယ်မိသားစုတွေအများကြီးအားထိုင်းနိုင်ငံကိုရွှေပြောင်းပြီးတော့ခုံလုံကြပါတယ်ဆိုတော့ ဒီမျိုးစုံနဲ့ရွှေပြောင်းတဲ့နေရာမှာဒါထောက်ထားမရှိဘူးပေါ့ဗျာထောက်ထားမရှိတဲ့အချိန်မှာထိုင်းအာရာဘိုင်းတွေသူတို့ဖမ်းမိတဲ့အချိန်မောင်းအချိန်မောင်းမြောက်များစွာကျွန်တော်တို့သတင်းရဲမှာတွေ့ရမှာဖြစ်တယ်ဆိုတော့ဖမ်းမိတဲ့သူတွေကိုကျွန်တော်တို့မြန်မာနိုင်ငံကိုပြန်ပို့တယ်ထိုင်းအာဏာပိုင်ဖွဲ့စည်းတွေကမြန်မာနိုင်ငံပြန်ပို့တဲ့သူမှန်သမျှအကုန်လုံးစစ်မှုထမ်းဥပဒေတွေကိုရောက်သွားတယ်ဆိုတော့ ကျွန်တော်ယာနဲ့ချီရဲ့ကျောင်းမြန်မာနိုင်ငံအတွင်းထဲကဒါစစ်မှုထမ်းရတဲ့သူတွေရောထမ်းနိုင်ငံကဖမ်းလိုက်မြန်မာနိုင်ငံကိုပြန်ပို့လိုက်စစ်မှုထမ်းဥပဒေနဲ့အကုန်လုံးကိုကျုံသွင်းပြီးတော့စစ်မှုထမ်းခိုင်းလိုက်ဆိုတော့အဲ့ဒီသူတွေဟာလက်ရှိအပတ်စဉ်14အထိရောက်ရှိနေတဲ့ဒါတင်းနှန်းသားတွေထဲမှာအများကြီးဖြစ်နေလို့လက်ရှိရှေ့တဲ့စစ်မျက်နှာပြင်မှာလည်းကျွန်တော်တို့လက်ရဖမ်းဆီးတဲ့သူတွေထဲမှာရောပြီးတော့ကျွန်တော်တို့စီကိုဒါ အလင်းဝင်လာတဲ့ပေါ့နော်ထွက်ပြေးလာတဲ့သူတွေရောကျွန်တော်တို့မျောများစွာတွေ့နေရပါတယ်ဆိုတော့ဒီအခြေအနေမှာကျောက်တိုင်းမြန်မာနေဆက်စီးမှရှိတဲ့ကျောင်းဖက်စစ်ခွေးတက်စခန်းတွေကိုတက်ခိုက်သိမ့်ဖိုက်ပြီးတော့အဲ့ဒီ area တစ်ခုလုံးကိုကရင်တော်လန်သောတပ်ဖွဲ့ဝင်တွေနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေတက်ခိုက်သိမ့်ဖိုက်ပြီးသွားပြီဆိုရင်ထိုင်းအနေနဲ့ဘသူနဲ့စကားပြောဆက်ဆံရတော့မလဲဟုတ်ပြီသူတို့ပြန်ပို့ခြင်းနဲ့ဆိုရင်လက်ရှိတဝဲပေါ့ဗျာ အခုလက်ရှိပေါ့နော်ဒါမြောက်ပြီပေါ့ဆိုတော့ဒီနေရာလေးကနေပြပို့မယ်ဆိုရင်တေချာပေါ့ကျွန်တော်တို့ KNU နဲ့ဆက်ဆံရမှာပါဘာဖြစ်ဖြစ်ကျွန်တော်တို့ဒါရှေ့၄မိနစ်ဝန်းကျင်လောက်မှာဒီဘက်မှာပေါ့နော်အဆင်မပြေလို့ဒါအဖမ်းခံရတဲ့သူတွေနော်ထောက်ထားမရှိလို့ဖမ်းခံရတဲ့သူတွေဒီလိုတွေအကုန်လုံးပြပို့တဲ့ပုံစံတွေကျွန်တော်မြင်ပါအားလုံးတွရှိပြီးပြီပြပို့တဲ့အချိန်မှာလည်းပဲအကျန်းဖက်စစ်ခွေတက်ကအစင်သိစစ်မှုထမ်းခိုင်းလိုက်တာကိုလည်းအားလုံးသိရှိပြီးဖြစ်တယ်ဟုတ်ပြီအဲဒီမှာ necessity တောက်လျှောက်မှာ ောက်လျှောက်လုံးကိုကျွန်တော်တို့ဒါကင်းတဲ့ဘက်ဝင်နေတက်ခဲသိမ့်ပဲလိုက်တယ်ဆိုရင်အဲ့ဒီခင်းကျင်းကကောင်းလဲသွားနိုင်တဲ့ဒါအခြေအနေတွေလည်းရှိတဲ့အကြောင်းကိုကြောက်မိပါတွေကိုဒါအနေငယ်မျှဝေပြပြစေဟုတ်ပြီကျွန်တော်ဒီကနေ့နောက်တဲ့ဒင်းတစ်ခုကတော့တောင်ဝင်းမြို့မှာ88ငင်းဝက်တောင်ဝင်းကန်နဲ့ရွှေဘိုကရေးပါလာတဲ့ပကပခေါင်းဆောင်6ဦးကို TNL ကထိန်းသိမ်းလိုက်တယ်ဆိုတဲ့သတင်းကိုတင်ပြခြင်းပါတယ် ကျွန်တော်တရားနယ်နဲ့ပတ်သက်ပြီးတော့သတင်းတပြားတဲ့အခါမှာကျွန်တော်လည်းတေချာကူးဆိုင်ပါတယ်အခုကကျွန်တော်တို့ဒီနိုင်ငံစီကထပ်ပေါ်လာတဲ့သတင်းတရားဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့က88မျိုးဆက်ငင်းညာရင်းနဲ့ပွင့်လင်းလူအဖွဲ့အစည်းတာဝန်ခံဒေါ်ရီဆွေနဲ့ဒါစကိုင်းတိုင်းရွှေဘိုမြို့ကရေးပါလာတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ခေါင်းဆောင်ပကဖ6ဦးကိုတောင်းလူမျိုးကြီးတက်မလို့ TNLA ကနမ်တူမြို့မှာဂျွန်လ18ရက်နေ့မှာ ထိတ်သိမ်းဖန်ဆီးလိုက်တယ်ဆိုတဲ့သတင်းကိုဒေသခံတွေစီကသိရှိထားရပါတယ်ဖန်ဆီးခံရတဲ့နှီးစက်တဲ့သူကဒေါ်ဂျီဆွေနဲ့ရွှေဘူပကပ6ဦးကို TNL ဖျက်ချုပ်ထားတာဒီနေ့နဲ့ဆိုရင်ဆဲရှိပါပြီဘာကြောင့်ဖမ်းလဲဆိုတာကိုမသိရသေးပါဘူးဆိုတော့အဲ့ဒီဖြစ်စဉ်မှာဒေါ်ဂျီဆွေသူရဲ့ကားပေါ်မှာပတ်စံသိမ်းရာနဲ့ချီပါလာတာကိုတွေ့လို့မတင်ကားလို့ဖမ်းလိုက်တယ်လို့သိရပါတယ်အဲ့ဒီငွေကရွှေဘူပကပအဖွဲ့ဝင်တွေက Starlink ကဝယ်ဖို့ စတားလင်ဝယ်ဖို့နဲ့ဒါကားဝယ်ဖို့ဒါအသုံးပြုမဲ့ငွေတွေဖြစ်ပါတယ်ဆိုတော့ TNL ကတက်ထားတဲ့ပစ္စည်းဆိုလို့ဘာတစ်ခုမှကားထဲမှာမပါပါဘူးလို့သူတို့နဲ့နှိစက်တဲ့သူတွေကပြောဆိုလာပါတယ်ဒါ issue ရလည်းပဲနိုင်ငံရေးနဲ့ပြည်သူအကျိုးကိုအစင်မပြတ်လှုပ်ဆောင်ခဲ့သူဖြစ်ပြီးတော့စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာငြင်းကြမ်းစွာဆန္ဒပြခဲ့တဲ့နေရာမှာလည်းတက်တက်ကြွကြွပါဝင်ခဲ့လို့အကြမ်းဖက်စစ်ခွတ်တက်ကသူ့ကို အဲသူရဲ့နေအိမ်ကိုပါချိတ်ပစ်ခဲ့တာပါလက်ရှိကြောင်မဲခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်ပကဖမာလဲဒါတာဝန်ယူဒါထမ်းဆောင်နေတဲ့သူဖြစ်ပါတယ်ဒေသခံတအူးကဒေါ်ရီစေးကနိုင်ငံရေးမှာတက်ကြွလှုပ်ရှားတယ်ဂျမ်ဖက်စစ်ခွေးတက်ကအာနာသိမ့်ပြီးတော့ထိတ်ဆုံးကနေပြီးတော့သူဆန္ဒပြတယ်သူရဲ့အိမ်ကိုလဲပဲချိတ်ပစ်ခံထားရတာကြာပါပြီကြောင်မဲကိုပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေတက်ခိုက်သိမ့်ပိုက်ပြီးတဲ့အချိန်မှာသူရဲ့အိမ်ချိတ်ပစ်ထားတာကိုပြန်ဖွင့်နိုင်ခဲ့တာပါဟုတ်ပြီ ။တကယ်ဆိုမှတော့ရီဆွေနဲ့ရွှေဘပကပ6ဦးဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီးတော့ DNA ရဲ့ထုတ်ပြန်ကြေညာချက်လေကျွန်တော်တို့မတွေ့ရသေးဘူးပြီးတော့ DNA ကိုဆက်သွယ်စ조사ပြီးတော့ပေါ့နော်ချိတ်ဆက်ပြီးတော့အဆောင်ရဲ့မဲ့အခြေအနေမှာလည်းဒါဆက်သွယ်မရသေးဘူးပေါ့ဗျာစ조사နေစေအခြေအနေလို့ကျွန်တော်တို့သိထားရပါတယ်ဟုတ်ပြီကျွန်တော် အားလုံးသိရှိပြီးသားကအာကတ်တော့ AAMNTA TNLA စတဲ့ဒါမြောက်ပိုင်းမှာမိညောင်၃ဘွဲ့နဲ့ကျွန်တော်တို့တော်လှန်တော့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေဟာတစ်ဆင့်ဆက်ကိုစစ်စင်ရေးဒါမှလိုင်းရောဒုတိယလိုင်းရောကျွန်တော်တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါဆိုတော့အဲ့ဒီမှာ TNLA တောင်းတက်နေသူထိတ်ချုပ်တာတဲ့ဒေတာတွေမှာဒါအခုလိုမျိုးအဆင်မပြေမှုလေးတွေကိုတော့ကျွန်တော်တို့ဒါမကြမကြကြားရပါတယ်ဟုတ်ပြီကျွန်တော်တို့ လက်ရှိပေါ့နော်လူပြလင်အင်အားစုတွေဖြစ်တဲ့နံပါတ်2မြို့နဲ့2020ရွေးကောက်ပွဲအနိုင်ရ NLD အပြည်နယ်လွှတ်တော်ကိုယ်စားလှယ် PDF ခေါင်းဆောင်ဦးဝင်းလှိုင်ခဦးမဲတူဒီဘမြို့နယ်ကပညာရေး CRM ចောင်းဆရာခចောင်းဆရာခဆရာရန်နိုင်နောင်ချုံမြို့နယ် PDF ထောက်ပို့ကိုဖြိုးဦးရှမ်းပြည်နယ်မြောက်ပိုင်းမမိတ်တက်တော် NSSAA ရဲ့ဦးဆောင်ကိုပိုင် NSAA ရဲ့ဗနာရေးတာဝန်ခံ PC မိုးကုံမြို့ကနိုင်ငံခြားနိုင်ငံရေးတကြွလှုပ်ရှားသူဦးစိုးထေးနဲ့တားဖြစ်သူတို့ကိုလည်း TNL လေဖမ်းဆီးချုပ်နှောင်အရေးယူခဲ့တာတွေလည်းရှိတယ်လို့အမေရိကန်တွေကသင်းကြသည့်ထားရပါတယ်ဆိုတော့ဒီပြည်စင်လေးဒီမှာကျွန်တော်တို့ပေါ့နော်ဒါတောက်လျှောက်ကျွန်တော်တို့တွေ့ရတာလေးရှိတယ်ဆိုတော့လက်ရှိအချိန်ကကျွန်တော်တို့ဒါတိုက်ပွဲကာလတွေလည်းဖြစ်တယ်ပြီးတော့အခုကျွန်တော်သတင်းပြောနေတဲ့အချိန်မှာပဲအကြမ်းဖက်စစ်ခွတ်တက်က TNL ပေါ့နော် TNL ထိကျောက်ထားတဲ့နေမြေတွေကိုအင်အားအလုံးအရင်းနဲ့ကျွန်တော်တို့ အာစစ်ကြောင်းပြန်ထိုးနေတယ်ဆိုတာတွေကိုလည်းကျွန်တော်တို့ကြားသိထားရပါတယ်ဟုတ်ပြီအဓိကကျွန်တော်တင်ပြချင်တာကျွန်တော်မိပါတယ်ကိုကျွန်တော်တို့ဒီလက်ရှိပေါ့နော်ဒါ88ငိမ့်ခွေတာဝန်ခံတဲ့ရွှေဘိုးပကပခေါင်းဆောင်6ဦးကို TNL ဘာကြောင့်ဖမ်းဆီးလဲဆိုတာကိုတော့အာကျွန်တော်အဲ့လိုက်အဲ့ဒီအကြောင်းတွေကိုကျွန်တော်မတုံ့တက်ခင်ပေါ့နော်တုံ့တက်ခင်မှာကျွန်တော်တို့တပ်ဖွဲ့ဝင်တွေဟာတနေ့ရတနေ့ရသွားတယ်ဆိုရင်ကြိုတင်ပြီးတော့သတင်းပေးဖို့ရပါတယ်ကျွန်တော်ဥမာဗျာအဲ့ကျွန်တော် ကျွန်တော်တက်မာတစ်ခုခုကိုကျွန်တော်တော့မှခီးစဉ်အနေနဲ့သွားတယ်ဆိုရင်အဲကျွန်တော်အဲ့ဒီကကျွန်တော်နေမီခံဒေတာခံတာဝန်ရှိတဲ့သူတူပါမှကျွန်တော်သွားတယ်ပြီးတော့အဲ့ဒီခီးစဉ်ကိုလည်းပဲကျွန်တော်တို့ဒါသက်ဆိုင်ရာဒါဌာနချုပ်တွေမှာဝင်ပြီးတော့ကျွန်တော်တရင်ပို့တယ်နောက်တစ်ခုကဒါအရေးကြီးပါတယ်ရေးကြီးပါတယ်ကျွန်တော်လက်ရှိချိန်မှာရန်သူမိတ်ဆွေခွဲခြားလို့မရတဲ့အခြေအနေတွေနဲ့အကျွမ်းဖက်စစ်ခွေးတက်ဟာကျွန်တော်တို့ပေါ်မှာနီမျိုးစုံနဲ့ရုပ်မှရိုင်းဆိုင်နေတဲ့အတွက် ျွန်တော်တိုင်းလန်နေမြေတွေမှာဒါ drip ပို့ပြီးတော့ဒါစနစ်တကျခရီးသွားတာတွေပြီးတော့စနစ်တကျဥမာပေါ်တည်ယူပို့ဆောင်တာတွေလုပ်ဖို့ကျွန်တော်ကအတိပေးလို့တာပါကျွန်တော်ပြီးခဲ့တဲ့အရှိကာလတွေမှာဒါမြင်းကျန် flight deck ကကဘိုမိုက်ခဲကျွန်တော်တို့ဒါ TNLC မှာလက်နက်အဝဲကိစ္စလေးတခုတော့ကျွန်တော်ကြားလိုက်ပါတယ်ဒါပေမဲ့ဒီသတင်းကိုကျွန်တော်မိပါတယ်ကျွန်တော်ဟိုပါပေါ့နော်ကျွန်တော် TV ထုတ်ပြန်တာမဟုတ်ပါဘူး ဆိုတော့ TNLA မှာ तू လက်နဲ့ဝယ်တယ်ဘာလို့ဆိုဟိုလက်နဲ့ဝယ်တဲ့ချိန်မှာ TNLA ကသူ့ကိုဒါ 4B ကားတစ်စီးလက်ဆောင်ပေးလိုက်တယ်လို့ကျွန်တော်သတင်းကြားထားရပါတယ်ဆိုတော့ဟိုဘက်ကကျွန်တော်သတင်းကြားရတာပါနော်ဒါပေမဲ့ဘုံမိုက်ခဲကိုတော့ကျွန်တော်တေးချာမမေ့ရသေးဘူးဒါကြောင့်ဒီသတင်းကိုကျွန်တော်အတိမပြုသေးဘူးလို့ပြောတာပါဟုတ်ပြီလက်ရှိချိန်မှာပါနော်ကျွန်တော်လည်းဒီဘက်မှာလို့အများနေတာနဲ့ဒါအာကျွန်တော်ရဲ့ဒါတငယ်ချင်းရေဘော်ရေဘက်လည်းဖြစ်ကျွန်တော်တို့အတူမမေ့မိသေးတာပါနော်အာ ိုက်ကဲရေးမင်းဘုမတော့ဒီလိုလိုရှိရဒီလိုရခဲ့လာလားဗာညာတော့เนาะကျွန်တော်တို့စကားမဆက်မိတာပါအဓိကပြောချင်တာကတော့ TNLA ကအဲသူတို့ကိုသတင်းမပို့လို့ဒါပေါ့เนาะကျွန်တော်တို့စစ်စစ်တဲ့လမ်းမိုင်းတွေမှာဖန်စီထင်းထင်းခံရတဲ့အခြေအနေတွေလည်းဖြစ်နိုင်တယ်ဥပမာကျွန်တော်ဆိုရင်လည်းပဲအဲ့လိုအခြေအနေမျိုးနဲ့ဒါပေါ့เนาะဖန်စီထင်းထင်းခံရနိုင်ခြေတွေရှိတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒါလက်ရှိပေါ့เนาะတိုက်ပွဲဖြစ်နေတဲ့နေရာပြီးတော့အချိန်လုံးစောင့်ကြည့်နေရတဲ့နေရာတွေမှာ အကျိုးရင်းသတင်းမပို့ထားရင်တော့ကျွန်တော်တို့ဒါခိတ္တခဏဖန်ဆီးခံရတဲ့အခြေအနေတွေလည်းရှိပါတယ်ပြီးတော့အဲကျွန်တော်တို့ပေါ့နော်ဥပမာအခြားသောတပ်ဖွဲ့ဝင်တွေနော်လက်ရှိကင်းဒီမှာတာဝန်ထမ်းဆောင်နေတဲ့ဒါတပ်ဖွဲ့ဝင်တွေအဲ့ရနေပေါ့ဒါအကျိုးအကျောက်ကိစ္စရှိလို့ကျွန်တော်တို့ကရင်နေမြေကရင်နေမြေတွေကိုပြန်ဝင်လာတယ်ဒါမှမဟုတ်ကျွန်တော်တို့ပေါ့နော် TNL ထိန်းချုပ်ထားတဲ့ KNL ထုံးချုပ်ထားတဲ့နေရာတွေကိုသူတို့တွေလာတဲ့ဆိုရင်လည်းပဲသူတို့မှကျွန်တော်တို့ဒီဘက်ချမ်းကိုသတင်းပို့ရတယ် ။ဒါဒီမဟုတ်ဘူးဆိုရင်ကျွန်တော်တို့သွားမဲ့လမ်းကြောင်းနဲ့ပတ်သက်တဲ့ဒါ KNTF ပေါ့ဗျာ။ KND တပ်ဖွဲ့ဝင်တွေရဲ့ဒါထုတ်ပြန်စာပါရတယ်။ဒါကဘယ်လိုပြောမလဲတော့ကျွန်တော်တို့ဒီတိုင်းသားနေမြေတွေကျွန်တော်ထိတ်ချုပ်ထားတဲ့နေရာတွေမှာတုံးနဲ့တူလေးစားမှုရှိဖို့ ਨੇ ကြိုတင်အတိပေးမှုတွေပေါ့နော်။ဆိုတော့ဒီ case နဲ့ဒီ business ကတော့ လက်ရှိပေါ့နော် TNL လေးကိုကျွန်တော်ဆက်သွယ်ဖို့ဒါစ조사နေတဲ့အချိန်ဒီမှာဆက်သွယ်မရသေးတာနဲ့လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့အချိန်မှာကျွန်တော်တို့ဒါမင်းမြန်ဖို့အတွက်အဆင်မပြေတဲ့အချိန်အနေလေးဒီမှာတော့ရှိနေပါတယ်ဒါပေမဲ့ကျွန်တော်မိဘတွေကိုကျွန်တော်တင်ပြခြင်းဟာလက်ရှိဒီဖြစ်စဉ်ဒီ case ကဒေတာကန်ဒီရာစင်ကျွန်တော်တို့ပြန်လဲပြီးတော့ကြားသိထားရတာဖြစ်တယ်ဆိုတော့ TNL လေးနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့ဒါ solve နေစွာပေါ့နော်အဲကျွန်တော်တို့အပြစ် မတင်ဖို့ကိုလည်းကျွန်တော်တရားနေပြီးတော့2 3ပေးလို့တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တိုင်းသားနေမြေတွေမှာဒါတပ်ဖွဲ့ဝင်တွေဟာတော်တော်လေးကိုခက်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 ပင်မမဖြတ်တန်းနေရတဲ့အခြေအနေတွေများများရှိပါတယ်။ဆိုတော့ဒီခြေအနေမှာကျွန်တော်တို့ဒါကိုပါနဲ့စွာဒါချင်းကနိုင်ဖို့ရေးကြည့်ပါတယ်။ဟုတ်ပြီ။ကျွန်တော် လက်ရှိပေါ့နော်နောက်ချိုကိုကျွန်တော်တို့အချမ်းဖက်စစ်ခွေးတက်ကစစ်ရင်ကအလုံးရှင်းနဲ့ဝင်ရောက်ထိုးစစ်ဆင်ဖို့ကိုပြင်ဆင်နေတယ်ပြီးတော့လက်ရှိချိန်မှာလည်းအင်အား6000ခန့်အသုံးပြုနေတယ်ပြီးတော့လေကြောင်းကနေပြီးတော့ပြင်းထန်တဲ့ဒါဒေါဘုံနေပြီးတော့လက်နက်ကြီးတွေပြစ်ကူပေးပြီးတော့ကျွန်တော်တောင်းထိချုပ်ထားတဲ့နေရာတွေကိုဒါပြန်လဲပြီးထိုးစစ်ဆင်နေတယ်လို့သိရှိထားပါတယ်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဓနုပြုလို့မရရတက်မလို့ DPLA လောဣဆိုဝင်းရသူကသူဖော်ပြခဲ့တာပါရစ်ဆောက်ပထူးနဲ့ဒီနောင်ချိုလမ်းကြားမှာရှိတယ်ပေါ့နော်သူတို့ရှိတဲ့ဒါခမန်းအင်အားကတော့3000ဝန်းကျင်လောက်ရှိမယ်ပြင်ဦးလင်ဘက်ကနေပြီးတော့စစ်ကြောင်းကလည်းဒီဘက်ကိုအင်အားအဲ့ဒီလောက်ရှိမယ်ဆိုတော့တော်တော်လေးကိုတုံ့ပြန်ထိုးစစ်ဆင်တဲ့အနေအထားမှာရှိတယ်သူတို့ကအရင်ထက်မထူဘဲနဲ့လူဦးရေတွေတောက်လျှောက်သုံးလာတာတွေပြီးတော့လက်နက်အင်အားဒရုန်းပုံးတွေကိုပါဒါတော်တော်မြင်ပြပြသုံးလာတယ်လို့ DPL ရဲ့ဒါပြောရေးဆိုခွင့်ရတဲ့သူကပြောဆိုထားတာပါတို့ပြန်လာအရင်ကလုံရင်းနဲ့စစ်စင်ရှိပြင်ဆင်လာတာရှိတယ်ဒီ24ရက်နေ့တိုက်ပွဲမှာလေကြောင်းပစ်ကူလေးကိုတော်တော်လေးကိုဒါထိခိုက်ခဲ့ရတာတွေရှိတယ်လို့လဲဆိုပါတယ်အခုလက်နက်ကြီးတွေလည်းဒရေဆက်ပစ်ကူပစ်ပေးနေပါတယ်ဒါမဏိရညနဲ့ဒီနေ့ညနောင်ချိုတဲမှာလည်းလက်နက်ကြီးတွေအစမပြတ်ပစ်ခတ်တန်တွေဒါကြာနေရတယ်လို့လဲဒေသခံတွေကလည်းဆက်လက်ဖြစ်စုပြောဆိုရပါတယ်ဟုတ်ပြီဒါဆိုရင်တော့ ခုလိုမျိုးအင်အားအလွန်ကျွန်သုံးပြီးတော့အင်အား6000ပေါ့ဗျာအင်အား6000သုံးပြီးတော့ဒါဝင်းဟင်းကဒုံးဖွဲ့တွေရောဒါလက်နက်ကြီးပစ်ကူတွေရောလီချောင်းကနေပြီးတော့ဘုံကျဲမှုတွေရောဒီလိုမျိုးအခြေအနေမျိုးတွေနဲ့ဒါခုခံပြင်ဆင်နေရတဲ့ TNL နဲ့ကျွန်တော်ပူပေါင်းတပ်ဖွဲ့ဝင်တွေဟုတ်ပြီဒါကြည့်ပြင်းထန်တဲ့ဒါထိုးစစ်တွေစစ်စင်ရေးတွေစင်နွဲနှိုင်းနေတာဘာကြောင့်လဲဆိုတာကိုလည်း ကျွန်တော်မိဘပြည်သူတွေလည်းမိကုန်ထုတ်စရာရှိပါတယ်ဆိုတော့ရှမ်းမြောက်မှာကျွန်တော်တို့စေးနဲ့ပတ်သက်ပြီးတော့ဒါတည်ငြိမ်သွားတဲ့အချိန်မှာပြန်လဲထိ ंछ ုပ်ထားတဲ့နေမြေတွေကိုကျွန်တော်ဖက်စစ်ခွေတက်ကပြန်လဲစုံမုံနိုင်မှုအတွက်ဖိချားစွာဒါသူတို့တွေပေါ်တော့ဆုံးဖြတ်ထားတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်လက်ရှိချိန်မှာကျွန်တော်တို့ကတိုက်ပွဲပြင်းထန်တဲ့ဒါနေရာတော်တော်များများတည်ငြိမ်လဲထိ ंछ ုပ်ထားတဲ့နေရာတွေမှာဖြစ်နေပေမဲ့တည်ငြိမ်အလေးရပျော်ရေးစုံဝင်းရ ရွေးလေဦးကတော့ကျွန်တော်တို့ဒါကျွန်တော်တို့ထိချုပ်ထားတဲ့နောင်ချိုကိုအကျောင်းဖက်စစ်ခွေးတက်လက်ထဲကိုလုံးဝပြန်ပေးမှာမဟုတ်ဘူးလို့ကျွန်တော်သိရှိထားရပါတယ်ဆိုတော့ဒါဟာလေကျွန်တော်မိဘပြည်သူတွေအားလုံးရဲ့အတန်ပေါ့နော်ဆိုတော့ TNL ဒီနောက်ပိုင်းတွေမှာပေါ့နော်အဲသူတို့လည်းမိပြင်ပါအခက်အခဲတွေရှိတယ်ကျောင်းမိဘကျွန်တော်တို့တခါတည်းမှာဒါကျွန်တော်တို့ရဲ့ပေါ့နော် ဒီစဉ်းစားပုံနဲ့လက်ရှိမြေပြင်အခြေအနေနဲ့ကွဲပြားတဲ့အချက်လက်တွေအများကြီးရှိပါတယ်ဆိုတော့ TNL ရဲ့ခက်ခဲကိုလည်းကျွန်တော်တို့နားလည်ပြီးလို့ရပါတယ်ဒါပေမဲ့လည်းဘလို့ပဲထိုးစစ်ဆင်နေပါသေး TNL ကတော့နောင်ချိုကိုလုံးဝပြန်ပေးမှာမဟုတ်ဘူးလို့ဒါယနေ့ပြအဆုံးဖြတ်ထားပါတယ်အဲ့ဒီမှာထူးခြားတာတခုကအချမ်းဖက်စစ်ခွေတက်ကအင်းအားအလုံးအချင်းကိုနော်ဒါစကဲကိုစံချိန်တင်ဒီထုံးလို့သုံးဆွဲလာနိုင်တယ်လို့လက်လက်ကြီး122လုံး ပြီးတော့လီကောင်းဘုံကျဲမှု58လုံးအထိကျဲချတိုက်ခိုက်ခဲ့တယ်လို့ကျွန်တော်တို့ကြားသိထားရပါတယ်ကျွန်တော်တိုင်းနဲ့တပည့်ဝင်ထိချုပ်ထားတဲ့နေရာအဲ့ဒီနေရာကိုအကျန်ဖက်စစ်ခွစ်တက်ကတရုတ်ရဲ့ချင်းကပ်မှုနဲ့တရုတ်ရဲ့ဂျာခန်အနေနဲ့လကားနီပါတောင်းခဲ့တယ်ဆိုတော့ဒါကိုလက်မခံနဲ့ကျွန်တော် TNLA တပ်ဖွဲ့ဝင်တွေကိုဂျမ်ဖက်စစ်ခွေးတက်ကတတော်လေးကိုစူစူဝါဝတုံ့ပြန်နေတာဖြစ်တယ်။ဆိုတော့ဒီအချိန်မှာကျွန်တော်တို့ TNL နဲ့အတူယက်တီပေးဖို့လိုတယ်။ကျွန်တော်အရှိမဒါ TNL ကလက်ရှိပေါ့နော်ဒါဖန်စီထိန်ထိန်ခံစားရတဲ့ကျွန်တော်ဘက်ကဘတပ်ဖွဲ့ဝင်6ဦးနဲ့ပတ်သက်ပြီးတော့တင်ပြတယ်ဆိုတာကကျွန်တော်တို့စစ်မြေပြင်နဲ့ကျွန်တော်လက်ရှိအချိန်ကာလတွင်မှာဒါကျွန်တော်တပ်ဖွဲ့ဝင်တွေဟာ ဒါဒီလိုမျိုးဖန်စီထိမ့်သိမ်းခံရတယ်ဆိုတဲ့သတင်းတွေမကြမကြကြားနေရတဲ့အတွက်ဥပမာကျွန်တော် TNL ရဲ့နောင်ချိုကိုသွားမယ် TNL ကိုကျွန်တော်ကြိုပြီးတော့သတင်းပို့မယ်ပြီးတော့အဲ့ဒီနောင်ချိုမှာလက်ရှိပေါ့နော်ဒါတာဝန်ယူထားတဲ့သူတွေခွင့်ပြုချက်မရရင်ကျွန်တော်သွားမှာမဟုတ်ဘူးပြီးတော့နောက်တစ်ခုကျွန်တော်ဒီ TNL ထိချုပ်ထားတဲ့နေမျိုးကိုဝင်ပြီဆိုရင် TNL တပ်ဖွဲ့ဝင်တအူးဒူဒီမို့ဒေတာကံမပါဘဲနဲ့ကျွန်တော်အဲ့ဒီနေရာကိုလည်းဝင်မှာမဟုတ်ဘူး တော့ကင်ပင်နယ်ကိုသွားရင်လည်းပဲကျွန်တော်ဒီလိုပဲသွားပါတယ်။ဒါအောင်ကျွန်တော်ကကင်ပင်နယ်ရဲ့ဒါကင်သစ္စာကြီးတောက်ထားတဲ့ရဲဘော်တူဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ကင်ရဲ့နေမြေမှာကင်ရဲ့ဒါတက်မှာတစ်ခုနဲ့တစ်ခုဒါချိတ်ဆက်သွားဆောင်သွားအလုပ်လုပ်တဲ့နေရာမှာပြီးတော့မြို့တစ်မြို့နဲ့ကျွန်တော်တို့ကုလဆက်ဆံတဲ့ကုလသွားလာတဲ့နေရာတွေမှာအကျွန်တော်ကြိုးတဲ့သတင်းပေးပို့တာတွေပြီးတော့ကျွန်တော်ကင်ဒီတက်ဖွဲ့ဝင်တအုပ်နဲ့အများရန်ခီးသွားတဲ့ပုံစံမျိုးတွေရှိပါတယ်။ဒါအရေးကြီးပါတယ်။အဲကျွန်တော်တို့ မထင်မှတ်တဲ့အရာတွေအများကြီးဖြစ်လာနိုင်ချေရှိပါတယ်။ဒါကြောင့်ကျွန်တော်ကဒီ nonchro နဲ့ပတ်သက်ပြီးတော့ TNL နဲ့ပတ်သက်ပြီးတော့ကျွန်တော်မတုံးတက်ခင်မှာဒီဖြစ်သွားတော့ပေါ့နော်။ဒါကျွန်တော်တို့ပက္ခပ6ဦးဒါဖန်စီခံရတဲ့အခြေအနေမှာဒါသတင်းမပို့လို့သူတို့တွေဒါယာယီလက်တော်တော်ဖန်စီခံရတာလား။ဆိုတော့ဒီလိုမျိုးသတင်းနဲ့ပတ်သက်ပြီးတော့တစ်ဖက်ကချက်ကားပြီးတော့တင်ပြသွားတဲ့အခြေအနေတွေအများကြီးကြားမှာ TNL ဟာလက်ရှိချိန်မှာဒါပြင်းထန်တဲ့အကြမ်းဖက်ဆီခွေးတက်ရဲ့ဒါလူအင်အားပြီးတော့လက်နက်အင်အားအစမတန်တုံးပြီးတော့နောက်ချိုးကိုပြန်လဲရရှိဖို့အတွက်အသုံးပြုနေတဲ့အချိန်မှာဒါကျွန်တော်တို့ရဲ့ပေါ့နော်ဒါဒီချင်းမြင်ယူဆချက်တွေကျွန်တော်တို့ရဲ့ဝေဖန်သုံးသပ်ချက်တွေဟာကျွန်တော်တို့ TNL အတွက်ခေါင်းမဖြစ်ဖဲနဲ့ဒါအပြစ်တင်ရှုံချတဲ့ပုံစံမျိုးတက်ရောက်သွားမှဆိုလို့ကျွန်တော်က ဲ့ဒီမြေပြင်ကထွက်ပေါ်လာတဲ့သတင်းကိုကျွန်တော်တင်ပြခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့တောင်းပြီတက်မှာတော့နေမြေကိုကျွန်တော်တို့ဇွန်လ24ရက်နေ့တရက်ထဲမှာပဲနောင်ချုံမြို့နယ်နောင်အောလက်ပံကုန်းရွှေတောမြချင်းလူလုံးဆန်ကုန်းကာအုံမင်းနဲ့ဆမ်မန်စချေးရဂျားကိုတိုက်ပွဲဖြစ်ပွားတဲ့အချိန်မှာဂျမဖက်စစ်ခွေတက်ကလေကြောင်းကနေပြီးတော့ ဘုံအလုံးရင်130ကျဲချသွားတယ်ပြီးတော့ဒရုန်းဘုံလုံး60ကျဲချပြီးတော့လက်နက်ကြီး53လုံးပစ်ကူခဲ့တယ်အဲ့ဒါကဇွန်လ24ရက်နေ့တရက်ထဲမှာပါဒါပြင်ကျွန်တော်တို့မောင်ကြီးတော်မှာတောင်းတဖက်ဝင်တွေနဲ့ဆက်လက်တက်ပွဲဖြစ်ပွားပြီးတော့အဲ့ဒီတက်ပွဲမှာအချမ်းဖက်စစ်ခွေတက်ကလေကြောင်းကနေပြီးတော့ဘုံအလုံးရင်42လုံး ဒရုန်းပေါ်၂၁လုံးနဲ့လက်လက်ကြီး၁၉လုံးပြစ်ကူခဲ့တယ်လို့လည်းကျွန်တော်တို့သတင်းရရှိထားပါတယ်။လာဒူအုံးလင်းနဲ့ဆမ်ဆဲဂျေးကဂျာမဖြစ်ပေါ်ခဲ့တဲ့တိုက်ပွဲမှာလည်းဒရုန်းပေါ်36လုံးနဲ့လာရောက်ချေချခဲ့တယ်ပြီးတော့လုံဆန်ဂျေးကတိုက်ပွဲမှာလည်းပဲဂျမ်ဖက်စစ်ခွစ်တက၄ချောင်းကနေပြီးတော့ဘုံ58လုံးလက်လက်ကြီး32လုံးပြစ်ကူပေးခဲ့တယ်။ဒေါက်တာဂျေးရွာမှာ နှလုံးရွှေသွန်းကျေးရွာမှာ38လုံးမြချင်းမှုကျေးရွာမှာတလုံးဘုံလာရောက်ကျေးပြီးတော့အုံလီကျေးရွာဘက်မှာလက်နက်ကြီး၄လုံးပြခတ်ခဲ့တယ်ဆိုတော့စွတ်စွတ်ပေါင်းတို့ဒါလက်နက်ကြီးပြခတ်မှုလက်နက်ကြီးကြီးပေါင်း122လုံးနဲ့၄ကြောင်းကနေဘုံကျဲမှု58ချိန်နီးပါးထပ်မနေတို့တွေရရဲ့ဆက်ဆက်တုတ်ပြန်လာတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ် ဒါကလက်ရှိအချိန်မှာကျွန်တော်ဖက်စခွစ်တာကျွန်တော်တို့နိုင်ငံတွင်းထဲမှာရှိရဲ့ဒါစစ်မှုတန်းအပတ်စဉ်14အထိရောက်လာတဲ့အခြေအနေကိုသူတို့တွေအသုံးပြုပြီးတော့အချို့နေမီဒရီမှာသူတို့တွေဒါပြန်လဲတက်ခိုက်သိမ့်ပိုက်နိုင်မှုအတွက်ပြန်လဲစ조사ရုံးကန်နေတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့အခြားသောတပ်ဖွဲ့ဝင်တွေကလည်းပဲလက်ရှိကျွန်တော်တို့စည်ရဲနဲ့အံဝင်ခွင့်ချရှိစွာ ဈေးလှုပ်ရှားမှုတွေတခိုက်သိမ်းပိုက်မှုတွေလှုပ်ဆောင်နေတာကိုလည်းကျွန်တော်တွေ့ရမှာဖြစ်ပါတယ်။ဟုတ်ပြီ။ဒီကနေ့မှာကျွန်တော်တင်ပြပေးတဲ့အကြောင်းအရာတွေမှာဒါကျွန်တော်တို့ဒီဘိုးစစ်စင်ကြီးနဲ့ပတ်သက်ပြီးတော့ဒုတိယမြောက်ဒါအောင်ပွဲသတင်းဝင်တွေနဲ့ဒူ TNL နဲ့ပတ်သက်ပြီးတော့ကျွန်တော်မိဘတွေဒါသတိပြုစောင့်ကြည့်ရမယ့်အခြေအနေတွေနဲ့ပြီးတော့နောက်ချိုကိုကျွန်တော်ဖက်စခွေးချက်လုံးဝပြန်မပေးဘူးဆိုတော့ TNL နဲ့ပူးပေါင်းတစ်ဖက်ဝင်တွေကိုကျွန်တော်တို့ဝင်းရံကူညီပေးဖို့ ကြာဒီကနေတော့နှုတ်ဆက်အရင်နဲ့ဒီနေ့ဗီဒီယိုဆုံးသက်ပြစေနောက်လာတဲ့ဗီဒီယိုကိုဒီထက်ပိုကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်လန်နဘီစေဘေးကပေးကြောင်းနေလေကျွန်တော်နိုင်ငံတွင်းမှာရှိတဲ့မိဘတအူးချင်းစီတိုင်းဘီရနေကင်းရှင်းပါကြောင်းလေးနေတဲ့စတောင်းချင်းနဲ့ကျွန်တော်ရေပေါ်ရှမ်းလေးပါ